အလုံးမင်္ဂလာပါကျွန်တော်ကတော့ change မမှန်ပါကျွန်တော်က GMG2 channel နဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်အလုံးတည်ကြတဲ့အချိန်မှာပဲဒီပမောမှာစစ်ကောင်စီရဲ့ရဟရင်တွေကိုပြစ်ချခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့နိုင်ငံစွန့်နေတုံသားသွားမှာဖြစ်ပါတယ်ခုနောက်ပိုင်းမှာ solution တော့စစ်ကောင်စီတွေကရဟရင်တွေတိုက်လေရင်တွေကိုတတော်များများဟန်တောင်းလာတာကိုတည်ရပါတယ်သူတစ်ဖြင့်ကျွန်တော်တို့တိုင်းရင်းသားနေတယ်မှာဒီဘုံကျစ်တာတွေလက်နဲ့ခိုင်းလာပြီးသူလူထုတာမှခွေးချပဲနဲ့အကုန်လုံး ဘုံကျက်လိုက်တာတွေနော်ပြည်သူတွေအောင်ကြောက်အောင်လုပ်ပြီးတော့မှအဲ့လိုမျိုးမတရားဘုံကျက်တာတွေနော်သူတို့ဖြင့်ဒီကြောင်းတွေဖျားကြောင်းတွေကိုတတ်ခဲ့ပြီးတော့မှပြည်သူတွေကိုကြောင်းတရားနဲ့အုတ်ချုံအောင်ပေါ့နော်အဲ့လိုမျိုးလုပ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့သူတို့ဖြင့်ဒီစစ်ကောင်စင်တွေရဲ့ရဟန်းရှင်တွေတခုပြချလိုက်တဲ့ချိန်တိုင်းမှာကျွန်တော်တို့ကျွန်တော်တို့ဒေါ်လိုင်းတမားတွေကနိုင်နေတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီစစ်ကောင်စင်ရဲ့ရဟန်းရှင်တွေဆိုလို့ရှိရင်တော်တော်ဈေးကြီးတယ် ပမာဏရှိတဲ့သူတို့ရဲ့လေရင်တစ်ခုပစ်ချလိုက်တိုင်းမှာဒီသူကို ထောက်ခံနိုင်တဲ့သူကိုစပေါ်ပဲနေတဲ့စစ်ကောင်စီပေါ့နော်စစ်ကောင်စီထောက်ခံသူတွေအားလည်းဟိုအနေနဲ့အများသူတို့ကလည်းစိတ်တန်ရပေါ့နော်ဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်တို့ဒေါ်လာရင်းတမားတွေကျွန်တော်တို့ပြည်သူတွေစီလုံးမယ်ဆိုလို့ရှိရင်တော့အခုလိုပဲဒီထက်မကတခြားစစ်ကောင်စီရဲ့ရဟန်းရင်ပဲဖြစ်ဖြစ်တိုက်လေရင်ပဲဖြစ်ဖြစ်ကျွန်တော်အများကြီးပြစ်ချနိုင်ပါတယ်ဆိုတော့ပြောချင်တာက ကျွန်တော်တို့ကစီလုံးချင်းပဲလိုတယ်เนาะကျွန်တော်တို့စီလုံးမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့စီလုံးချင်းမှာတတ်သိတွေရှိလာတယ်အဲ့ဒီတတ်သိနဲ့ကျွန်တော်တို့ကရှိတဲ့လက်နဲ့နဲ့အနိကပြစ်လိုက်မယ်ဆိုလို့ရှိရင်เนาะဒီစစ်ကောင်ဆွေရဟန်းရှင်တွေเนาะဒီတိုက်လေရင်တွေပေါ့အများကြီးဒီထဲမှာကပြစ်ချနိုင်တယ်ဆိုတော့လည်းကျွန်တော်နိုင်ငံဆွေးနွေးချင်းပါလဲဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်တို့ဒီလူမျိုးလေရင်တစ်စစ်ပြစ်ချလိုက်တဲ့ချိန်ထမ်းမှာပြည်သူတွေကအောင်ပွဲခံနေတယ်ဆိုတော့ကျွန်တော်တို့မမေ့ဖို့လိုတယ်ဆိုတော့ အထွတ်အပင့်တွေလိုမျိုးစစ်ကောင်စီတွေကပြည်သူတွေကရဲရဲဆက်ဆက်လုပ်နေတာကတနေ့ကျရင်လည်းသူတို့အလှဲ့လှဲ့လာမှာပဲเนาะတနေ့ကျရင်လှဲ့လာမှာပဲကျွန်တော်တို့ပြည်သူတွေဟာတယောက်နဲ့တယောက်လက်တွဲပြီးတော့မှကြံ့ခိုင်အောင်ပေါ့နော်ဒီအခက်ခက်တွေကိုကြော်လွှမ်းနိုင်အောင်လည်းကြိုးစားဖို့လိုတယ်လို့အဖက်ဖက်မှလည်းကျွန်တော်တို့တတ်နိုင်တဲ့ဖက်ရနဲ့မှဒီတော်လှန်ရေးအတွက်ကိုအကောင်းဆုံးကြိုးစားဖို့လည်းလိုတယ်ဆိုတော့အခုဘုံဘုံမှာပြစ်ချက်ခံလိုက်တဲ့ဗီဒီယိုပေါ့နော်အနေနဲ့ဖွင့်ချင်တယ်သူတို့ပြင်ဒီ ဘုံမှုကြီးနုံဘူးပြောသွားတဲ့ဟာတွေပေါ့နော်ကျွန်တော်တို့နိုင်ငံနာထောင်ကြအောင်ကတ်ဆက်ကတ်ဆက်ဝိုးဝါမချာမချာလေးကြီးရနေတာဟုတ်ကဲ့ပမောမှာငါ့နဲ့ပိုက်တနာရဲ့ချိန်မှာဟိုသာခနစစ်တိအဲ့ဒီဌာနချုပ်နားမှာတို့ကအဲရဟတ်ရင်တုံးစီတင်းတယ်တင်းတဲ့ကဲက မဇင်းကိုကဖြိသွားတယ်လို့ကနဦးတရင်ချာပါလားဇင်းကတော့ဟိုမကျနာနံပုံဘက်မှာပြအဲရောက်သွားပြီလို့တော့ကြားတယ်အဲ့အဲ့ဒါဖြိသွားတာပေါ့ကျန်တန်းသွားတာပေါ့မဇင်းကတော့ဖြိပြီးမှအဲ့ဒီမဇင်းဖြိဒီထဲကဇင်းကတော့ဟိုချူကိုနဲ့ပြလဲမှဝင်ကျင်လို့ရှိတယ်တော့ဒီမှာအဲပြုတ်ကျသွားတယ်လို့ တင်းကတော့ကြားပါတယ်တစည်းကတော့အရေးပေါ်အဲ့ဒီရွှေကိုမှာဆင်းသွားတဲ့သဘောရှိပါတယ်အဲ့မဲ့အဲ့ဒီဒီကိုကိုစစ်ပင်းမကျွန်တော်တို့လည်းအပူမမပြည်စုံအောင်တော့တင်းကတော့စုံစမ်းနေပါတယ်သဘောကတော့စိတ်ကိုလာဖြည့်ပေးတာပေါ့ဒါမဲ့လူတွေသူတို့ရဲ့စစ်သားတွေအားလုံးဆင်းနိုင်ပြီလားတော့မသိဘူးပေါ့နော်အဲ့ဒီနစီ၃စီးသေးကအဲဤစစ်စစ်နိုင်ရောတစည်းတော့ပဲရှိမတင်တာ အဲသူတို့ပြောတဲ့ပုံစံကိုနည်းနည်းတုံ့တက်ကြည့်မယ်ဆိုလို့ရှိရင်တော့အဲမစည်းကတော့ဒီတော့မစင်းနိုင်ပဲနဲ့အဲ့ဒီကောင်းတဲ့မှာကတ်နေတဲ့အချိန်မှာကျွန်တော်တို့ဘက်ကနေ white tip လို့ခုလိုမျိုးထိသွားတဲ့ပုံစံမျိုးသူတို့ပြောတဲ့ပုံစံလည်းရှိပါတယ်ဟုတ်ကဲ့အဲ့ဒီတစီရလဲပြန်ပြီးတော့ပြစ်ချနိုင်ခင်တယ်လို့ကျွန်တော်တို့သတင်းကြားရတယ်စရောမပြောပြောကွာကျွန်တော်တို့ဒီလိုမျိုး တို့လိုင်းပဲတို့သားတွေအောင်းနေတာတော့ကျွန်တော်တို့ပြည်သူတွေအောင်းပွဲဖြစ်တယ်ကျွန်တော်တို့ကအဲ့လိုမျိုးစီသူတွေစီလုံးနေမယ်ဆိုလို့ရှင်တော့ဒီထက်မကအများကြီးမိမှုတွေကြားလာနိုင်တယ်ဆိုတော့လည်းကျွန်တော်တို့ကြားဖူးရလို့တယ်ဆိုတော့ခတ်စခတ်စဟွန်းရေရဟတ်စကီမဆုံးဒူဝဲအန်တီအန်တီကနာအန်တီမန်ကနာကပ်ချက်တဲ့ငါအန်တနာမနီကပ်တဲ့ငါတဲ့မဆုံးလုံးမလဲခွန်ခရာနာလငယ်မျိုးခမ်းတဲ့တဲ့ငါအန်တီလပန်ကနာတမ်တော့ငါရှင်တဲ့ဟတ်စကီတဲ့ ပြက်ကြားတဲ့ပုံစံတွေလည်းမိုက်နေနော်တကယ်ပဲဒီဒီစက်ကောင်စင်တဲ့ကျွန်တော်ပြည်သူတွေကိုရရဆက်ဆက်နှိမ့်ဆက်နေတဲ့ဟာသူတို့ရဲ့ရဟန်းကြီးပြချတဲ့ခါမှာတကယ်ပဲသူတို့ရဲ့စက်သားတွေလည်းတည်သွားတယ်လက်နေတွေလည်းအများကြီးကျွန်တော်တို့ရတာဖြစ်တယ်ဆိုတော့ကျွန်တော်ပြည်သူတွေဟာဘလိုပဲဖြစ်ဖြစ်အောင်ပွဲအားရနေတယ်ရနေတယ်ဆိုတော့ဒီစက်သားကြီးရောဘယ်ဘလိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ဆက်လက်ပြီးတော့ရက်တိနိုင်မှာမဟုတ်ဘူးတရုတ်နဲ့ရုရှားကဘလောက်ပဲထောက်ပံ့နေပါစေတို့ကတနေ့နေ့ကျရင်တော့ဒီစစ်သားတွေကတော့လုံးဝဒီမြန်မာပြည်မှာဒီစစ်သားတွေစစ်ကောင်စင်တွေစစ်အာဏာရှင်တွေကတော့တနေ့ကျရင်တော့လုံးဝမရှိတော့ဘူးဆိုတော့ကျွန်တော်တို့ပြည်သူတွေအလုံးယုံကြည်ထားတာဖြစ်ပါတယ်ဆောင်ပါကလေးမူရှိရတမ်တုံကခမတဲ့တင်ငယ်အေးဒါခမတဲ့ပေါင်းချုံမခတဲ့ဘူလေးကဘူး ကယ်ပဲတကယ်ပဲသူကအမီးလောင်နေတာပေါ့နော်မကြခင်မှာ ပြက်ကြတော့မဲ့ရဟန်းရင်နေပေါ့နော်ဘာဖြစ်ဖြစ်တို့ကတော့ပြည်သူတွေကိုရေရဆက်ဆက်ပုံကျဲတဲ့ချိန်မှာတော့တို့ပြိုနေတာဒါပေမဲ့အခုချိန်မှာတို့လှည့်ရောက်ပြီပေါ့နော်ဒီအဲတို့ပိုင်လို့လို့ပဲဖြစ်ဖြစ်ဒီတကယ်အထက်မှာစစ်သားတွေနော်စစ်ကိုလာတဲ့လူတွေအကုန်လုံးကလည်းတည်သွားမှာစတော့ပြောချင်တာကျွန်တော်ကတို့တို့တည်တာကိုပြိုနေတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ပြည်သူတွေကို ကာကွယ်ဆောင်ဆောင်ပေးမယ့်အစကျွန်တော်ပြည်သူတွေကိုရင်းရဆက်ဆက်ဘုံကျင်းနေတဲ့စက်ကောင်စင်တို့ရဲ့ဂျဟန်းရင်တွေပြစ်ကြတဲ့ခါမှာကျွန်တော်ဒါကကျွန်တော်တို့အွန်ပွဲပဲဖြစ်တယ်ဆိုတော့ကျွန်တော်ပြည်သူတွေနောက်မဆုတ်ပဲနဲ့လက်တွဲပြီးတော့မှကျွန်တော်တို့ပူပြီးတော့စီလုံးဖူလို့တယ်ဆိုတာဂျဟန်းရင်ပြစ်ခတ်နိုင်ခြင်းအပြင်ကျွန်တော်တို့ကလည်းပူပြီးတော့ခွန်အားတက်တယ်ရလာတော့မနော်ဆယ်လွေကြည့်အောင်ဘာမလို့မဲ့ဟဲ့ဒီဟိုလိုတော့ဆမ်းမဲ့အန်တီအန်ဒီဟဲ့ဂျပ်ချတ်ရေးရဆက် ဖြစ်ကြနေပြီနော်ဖြစ်ကြနေပြီတကယ်ပဲကြီးလောက်ကောင်းတာပေါ့နော်အကြံအနေလူကောရာချမ်းတဲ့ဒီခတ်မွာဒူကဟန်နေပါဝန်လူရဲ့ဟန်တဲ့ဂျက်ဟန်နေဘုံလီဒီခတ်ဆက်ပါဝန်လူဆိုင်ဟန်ဒီကောင်းနေရာချဝင်တာဟွန်းအလုံးမင်းကြတဲ့အတိုင်းပါမယ်လူပဲပြောပြောစစ်ကောင်စီရဲ့ရဟန်းရင်ကတော့အနေဆုံးအခုဆိုလို့ရှိရင်တော့နောက်ပိုင်းမှလည်းနောက်တစ်ဆရာလည်းပြင်ကြက်သွားတယ်ဆိုတာကျွန်တော်တို့သိရတယ်ဆိုတော့အနေဆုံးစစ်ကောင်စီရဲ့ရဟန်းရင်တွေကတော့တစီဘီတစီကြက်ချနေတာ ပြချတ်နေရဆိုတော့အဲတကယ်ပဲကျွန်တော်တို့အတွက်အင်မတန်ကောင်းတဲ့လက္ခဏာပဲဖြစ်ပါတယ်။နေဦးတော်လှန်ရတော့တနေပြီးတော့တနေအောင်ပွဲရတော့နှိလာတယ်ဆိုတော့အထုတဖြင့်ပြီးသူတွေနော်ဒီနိုင်ငံတကာမှာရောက်နေတဲ့ပြီးသူတွေကျွန်တော်တို့လည်းစီလုံးဖို့လူတယ်နော်တွင်းအဖို့လူတယ်ကျွန်တော်တို့ဘေးချင်းပဲဖြစ်ဖြစ် ကျွန်တော်ပြည်သူတွေနော်ဒီလောက်ဒုက္ခရောက်နေတာပြောမယ်ဆိုလို့ရှင်တော့ဒီအထုတပစ်စကိုင်းတိုင်းနော်နော်ချင်းပြင်းနေကရင်ပြင်းနေကရားပြင်းနေချင်းပြင်းနေနော်တနိုင်ငံလုံးပါမပြောမယ်ဆိုလို့ရှင်ဒီပြည်သူတွေဘာမှအပြစ်မရှိတဲ့ပြည်သူတွေကိုတကယ်ဘုံကျဲပြီးတော့နော်ဒီလိုမျိုးတပ်ဖြတ်ပြီးတော့မှဒီလိုမျိုးဖမ်းဆီးနှိပ်ဆဲပြီးတော့မှမတရားပြုကျင်းနေတဲ့ဒီစစ်ကောင်စီကတနေ့နေ့ကြာရင်နော်လုံးဝမရှိတော့ပါဘူးဆိုတော့ကျွန်တော်ပြောချင်တာကဘလူးအချိန်တွေပဲဖြစ်နေမယ်ဆိုရင်ကျွန်တော်တို့ပြည်သူတွေစီလုံးဖို့လိုတယ် ဒီစစ်အနာစင်ကဒီအချိန်မဲ့အကောင်းဆုံးနိုင်ရမယ့်အချိန်ဖြစ်တယ်ကျွန်တော်တို့ပြည်သူတွေဒီတခါမဲ့လုံးဝအခွင့်အင်းအကောင်းဆုံးရတယ်လို့ပြောရင်တော့မမှားဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒေါ်လာရင်းခက်ဆက်ဆက်မှာ ကျွန်တော်တို့အခုလူလဲနေရောလူအင်အားရောအခုလူကျွန်တော်တို့အင်အားရှိတဲ့အချိန်မရှိခဲ့ဘူးဘူးနော်ဒီတခါပဲကျွန်တော်ပြောရမယ်ဆိုလို့ရှင်နော်လူငယ်တွေနော်လူအင်အားရော ကျွန်တော်လက်နဲ့အင်ရအောင် EAO တွေကျွန်တော် EAO တွေသူတို့တွေမှာလည်းတကယ်လက်နဲ့တွေလက်နဲ့ကောင်းတွေရလာပြီးတော့မှနိုင်ငံတကာနဲ့သူတို့ပြ AA တို့ပါလို့ဆိုလို့ရှိရင်တော့နိုင်ငံတကာနဲ့ချိတ်ဆက်ရှိပြီးတော့မှလက်နဲ့ကောင်းတွေရလာတယ်ဒါမကဘဲနဲ့ဒီမြန်မာစစ်ကောင်စီမှာရယူထားတဲ့လက်နဲ့ကောင်းတွေအများကြီးရှိလာတယ်စစ်တော့အခုချိန်မှာကျွန်တော်တို့စီလုံးဖူးပဲလူတယ်တယောက်နဲ့တယောက်ချိတ်ဆက်လုပ်ဖူးပဲလူတယ်နော်အဲတိုင်းတိုင်းကြီးကိုမှတော့အားလုံးစီလုံးပြီးမှအချိန်ချင်းမတိုက်ခိုက်ပဲနဲ့ ဒီကျွန်တော်တို့ဘုံရန်တူဖြစ်တဲ့စစ်ကောင်စီရောပဲတိုက်ခိုက်ဖို့ကျွန်တော်တို့အလဲထားမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့အောင်ကုန်အောင်မယ်မကြခင်မှာအောင်တော့မယ်နော်အနေနဲ့အမြမယ်ရှိတယ်နော်ကျွန်တော်တို့စီလုံးလေလေကျွန်တော်တို့အောင်ပွဲနေလေလေစူတော့ဘာဖြစ်ဖြစ်နိုင်ငံတကာမှာရောက်နေတဲ့ပြည်သူတွေပဲဖြစ်ဖြစ်ပြည်တွင်းမှာရှင်နေတဲ့ပြည်သူတွေပဲဖြစ်ဖြစ်စိတ်ဓာတ်မကြမနဲ့ကျွန်တော်တို့ခွန်အားနဲ့ယူပြီးတော့မှလက်တွဲပြီးတော့မှစစ်ကောင်စီကိုဆက်လက်ပြီးတော့ဒေါ်လာကြအောင်ဆိုတာကျွန်တော်နိုင်ရင်တိုက်တွန်းချင်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း like နဲ့ subscribe လုပ်ပေးဖို့အနုညာတောင်းဆိုချင်ပါတယ်